ရသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူပေါ်ရန်အတွက်ဒီနေ့မှာတော့ယုံကြည်သူတယောက်ကသိပြီးသွားရင်သူ့ရဲ့ဝိညာဉ်ကဘယ်ကိုရောက်မှာလဲသင်္ကြန်ကူထဲမှာပဲရှိနေမှာလားဒါမှမဟုတ်ရင် လောကထဲမှာလဲနေမှာလားဒါမှမဟုတ်ရင်တော့ကောင်းဝင်နိုင်ငံကိုရောက်သွားပြီလားဆိုတဲ့အဖြစ်ကိုကျွန်တော်တမန်ကျမ်းစာအဖြစ်ခွန်အားယူတိဆောက်ဖို့ဖြစ်ပါတယ်အကယ်၍ယုံကြည်သူတယောက်ကသိပြီးသွားရင်သူ့ရဲ့ဝိညာဉ်ကကောင်းကင်ဘုံကိုရောက်သွားရင် ခရစ်တော်၌တည်လွန်သောသူတို့ပြန်လည်ထမြောက်မယ်ဆိုတဲ့အပိုင်းကရောဘာကိုဆိုလိုတာလဲ။ကောင်းကင်နိုင်ငံကိုရောက်သွားပြီလဲပြောတယ်။ဒီဘက်မှာလည်းပြန်ထမြောက်အောင်မယ်လို့လည်းပြောတဲ့အတွက်ကြောင့်ဘလို့နားလဲရမလဲ။တမန်ကျမ်းစာအဖြစ်ကျွန်တော်တို့ခွန်အားယူဖို့နားလဲဖို့ဖြစ်ပါတယ်။ဟေဘရဲခန်းကြီးကိုအပိုင်းငယ်29မှာလူသည်တခါသည်တည်၍ထို့နောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့လို့ကျမ်းစာကဖော်ပြပါတယ်။လူကတဲ့တခါသည်တည်ပြီးတော့ထို့နောက်မှတရားစီရင်တော်မူခြင်းကိုခံရမယ်လို့ရေးတဲ့အခါမှာ ထို့နောက်မှလို့ပြောရတဲ့အတွက်ကြောင့်သေပြီးတာနဲ့လူတယောက်ရဲ့ဝိညာဉ်က လောကမှာလဲနေတာမျိုးမဟုတ်ပါဘူး။သေပြီးတာနဲ့တရားစီရင်ခြင်းခံရမယ်။တရားစီရင်ခြင်းခံရတယ်ဆိုတာကတော့ရှင်းပါလေ။အပြစ်ရှင်ငဲသွားမယ်။အပြစ်ကင်းကောင်းဝင်သွားရမယ်။အပြစ်ရှိတယ်အပြစ်ကင်းတယ်ဆိုတော့ဘာနဲ့တိုင်းမလဲ။အဲ့ဒီလူရဲ့လောကမှာနေတဲ့ချိန်မှာကောင်းမှုကုသိုလ်တွေဘယ်လောက်လုပ်ခဲ့လဲ၊ဘယ်လောက်ပေးလူခဲ့လဲ၊အကျင့်သီလတွေဘယ်လောက်တည်ဆောက်ခဲ့လဲဆိုတဲ့အပေါ်မှာမဆုံးဖြတ်မတိုင်းတာပေါ့။လူကမွေးရပါအပြစ်ရှိတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်ဘလောက်ပဲကောင်းအောင်ကြိုးစားကြင့်ကြံစီကမူဖရာသခင်ရှေ့မှာတော့မစုံလင်နိုင်ပါဘူးစုံလင်အောင်မကြင့်နိုင်တဲ့အတွက်ကြောင့်ဖရာသခင်ကလွတ်မြောက်အောင်လမ်းကို ပြင်ဆင်ခဲ့ပါတယ်အဲ့ဒါကတော့ယေရှုခရစ်တော်ဖရာလောကကိုဆင်းကြွလာပြီးတော့လူသားအားလုံးရဲ့အပြစ်ကိုစားလက်ဝါးကတိုင်မှာအသေခံပေးခြင်းအဖြစ်ဖြေရှင်းခဲ့ပါတယ်ဒါကြောင့်လူတစ်ယောက်ကသခင်ယေရှုခရစ်တော်ဖရာမိမိပြစ်အတွက်လက်ဝါးကတိုင်မှာပေးဆက်သွားပြီး မိမိအပြစ်တွေကိုယေရှုခရစ်တော်ဖျားကိုးစားယူဆောင်သွားပြီဆိုတော့ကိုယုံကြည်တဲ့သူတို့ကတော့အပြစ်ကင်းတဲ့သူဖြစ်တယ်။ကောင်းဝင်နိုင်ငံသူကချမ်းသာကိုဝင်စားရမှာဖြစ်ပါတယ်။တခင်ရှုကတမလွန်နဲ့ပတ်သက်ပြီးတော့ရှလူကခန်းကြီး16အပိုင်ငယ်19ကနေ31မှာတထေးကြီးတယောက်နဲ့ဆင်းရဲသားလာစုတယောက်အကြောင်းကိုဖော်ပြပါတယ်။ဒီနှစ်ခုကပုံဆောင်ချက်ဖြစ်ပါတယ်။တထေးကြီးကတော့ဘာကိုပုံဆောင်လဲဆိုရင်ဖျားကိုမယုံကြည်ဘဲနဲ့မိမိစိတ်ကြိုက်လောကမှာအသက်ရှင်နေတဲ့သူကိုပုံဆောင်ပါတယ်။ဆင်းရဲသားလာစုကတော့ အသက်တာထဲမှာဘာမှမရှိတော့ညာလဲဖခင်ရဲ့ကြီးစုတော်ကိုအမိပြုတ်ပြီးတော့အသက်ရှင်တဲ့သူတွေကိုပုံဆောင်ပါလေဒီတထေးကြီးနဲ့လာစုတေလွန်တဲ့ခါမှာတဲ့ချက်ချင်းပါပဲတထေးကြီးကမရဏနိုင်ငံကိုရောက်သွားတယ်လာစုကတော့အာဗြဟံရင်ခွင်ဆိုရဲကောင်းဝင်နိုင်ငံကိုရောက်ရှိသွားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ရှင်လူကခန်းကြီး23အပိုင်ငယ်39ကနေ43မှာလဲတခင်ရှုလဝါကတိုင်းမှာအသေးခံတဲ့ချိန်မှာဘေးတစ်ဖက်တစ်ချက်မှာဓမြနှစ်ယောက်ရှိပါတယ်ဓမြတစ်ယောက်ကတော့တခင်ရှုကိုမယုံဘူးဓမြတစ်ယောက်ကတော့တခင်ရှုကို ကနေရှင်မေရှိယအဖြစ်နဲ့ယုံကြည်တဲ့အခါမှာကိုရောနိုင်ငံတော်တီလျက်ကြွလာတဲ့အခါမှာကျွန်ုပ်ကိုသတိရပါလို့သူဖော်ပြခဲ့တယ်တောင်းဆိုခဲ့တယ်ယေရှုကလည်းငါအမှန်ဆိုသည်ကယနေ့တွင်သင်သည်ငါနှင့်အတူပရတိတုပုံ၌ရှိလိမ့်မည်ဆိုပြီးတော့ပြန်ပြီးတော့မိန့်တော်မူခဲ့ပါတယ်အဲ့ဒီနေ့ညနေမှာပဲသခင်ရှုနဲ့ဓမြကြီးတို့သိဆုံးသွားပြီးတော့ပရတိတုပုံကိုအသက်ဝိညာဉ်အဖြစ်ရောက်ရှိသွားတယ်ရုပ်ခန္ဓာနှစ်ယောက်စလုံးရဲ့ရုပ်ခန္ဓာကတော့မြေကြီးပေါ်မှာပဲကြံရှိခဲ့ပါတယ် မြေတင်ချိုင်းထဲမှာတချို့လိုက်တယ်ဆိုတာတွေ့ရပါတယ်။ဒါကိုကြည့်ခြင်းအပြင်လူတယောက်ကတေပြီးတာနဲ့တပြိုင်နက်ငရေလားကောင်းကင်လားတခုမဟုတ်ထုကိုအေဂမ်မန်ရောက်သွားတယ်ဆိုတာကိုကျွန်တော်တမချန်းစာအပြင်တွေ့ရပါတယ်။ဒါဆိုရင်လူတယောက်ခရစ်တော်နိုင်အိပ်ပျော်ပြီးတဲ့အခါမှာတေခြင်းကနေပြန်ထမြောက်မယ်ဆိုတဲ့အပိုင်းကရောဘာကိုပြောတာလဲ။ဒီနဲ့နဲ့ဝိညာဏခန္ဓာကိုယ်နဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုနားလည်နိုင်ဖို့တခင်ခွတ်တော်ဤအသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုကျွန်တော်ကြည့်ဖို့ လိုအပ်ပါတယ်။သခင်ရှုကဓမြကြီးနဲ့အသက်ခံရတဲ့ညနေမှာပဲဝိညာဉ်တော်အားဖြင့်ကောင်းကင်ကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့နှစ်ယောက်စလုံးရဲ့ရုပ်ခန္ဓာကတော့မြေကြီးမှာကျန်ရှိခဲ့ပါတယ်။သုံးရမြောက်တဲ့နေ့မှာသခင်ရှုကခန္ဓာနဲ့တကွရှင်ပြန်ထမြောက်ခဲ့ပါတယ်။အဲ့ဒီခန္ဓာကတော့ဇာတိပဂတိခန္ဓာမဟုတ်တော့ဘဲနဲ့ဝိညာဏကိုခန္ဓာဖြစ်ပါတယ်။ထို့အခါမှာတော့သခင်ရှုရဲ့တောက်ကြနေ့ကမြုပ်နှံထားတဲ့ရုပ်ခန္ဓာသင်္ချိုင်းကူထဲမှာမရှိတော့ပါဘူး။ အဲ့ဒီယုတ်ခန္ဓာကဝိညာဏခန္ဓာကိုဖြစ်ပြောင်းလဲပြီးတော့ကောင်းငင်ကသခင်ရှုရောက်သွားတဲ့ဝိညာဉ်နဲ့ပြန်ပေါင်းဆက်ပြီးတဲ့အခါမှာရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဒီနေ့သခင်ရှုခရစ်တော်ကိုယုံကြည်တဲ့သူကလည်းသခင်ဖျားပြန်ကြွလာမဲ့ခြိဆောင်ခြင်းအချိန်ကာလမှာအဲ့ဒီယုတ်ခန္ဓာကပြန်လဲပြီးတော့ထမြောက်ပြီးတော့ကောင်းငင်မှာရောက်နေတဲ့ဝိညာဏခန္ဓာကိုလည်းပြန်လဲပေါင်းဆက်ပြီးတော့သခင်ယေရှုရှင်ပြန်ထမြောက်ခဲ့တယ်လို့ပဲပြန်ထမြောက်မယ်ဆိုတော့ကျွန်တော်ယုံကြည်ရပါတယ်။ ။ဒါကြောင့်ခရစ်ရန်နေသေးတဲ့အခါမှာခရစ်တော် night အိပ်ပျော်တယ်ဆိုတဲ့စကားလုံးကိုတုံချင်းဖြစ်ပါတယ်။အိပ်ပျော်နေတဲ့ရုပ်ခန္ဓာတွေကမြေကြီးထဲမှာပဲရှိရှိလေထဲမှာအမုံဖြစ်နေပဲရှိနေပါစေ။ရေထဲမှာပဲရှိရှိဖခင်ရဲ့တကူအားဖြင့်ပြန်လည်ထမြောက်ပြီးတော့ကောင်းကင်မှာရှိတဲ့အသက်ဝိညာဉ်နဲ့ပေါင်းစည်းပြီးတဲ့အခါမှာမိုးတိမ်ပေါ်တို့ခြိဆောင်ခြင်းကိုခံရမှာဖြစ်ပါလေ။ဖခင်သခင်ရဲ့ပလင်တော်ရှိသူခြိဆောင်ခြင်းကိုခံရမှာဖြစ်ပါလေ။ ကျွန်တော်တို့ဏီကုန်းကျုံနေနဲ့တသက်လုံးနဲ့ဩဝါဒစာ ပထမဆုံးခန်းကြီး၄အပိုင်ငယ်၅နဲ့ဆက်ခွန်မှာသခင်ဖျားဤပြရိတ်တော်အားဖြင့်တဖန်ငါတို့ဆိုသည်ကသခင်ဖျားကြွလာတော်မူသောအခါအသက်ရှင်၍ကြံ့ကျွင်းသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့၏အရင်အူနေရာကျကြမည်မဟုတ်ဒီအကြောင်းအရာကတော့ခြိဆောင်ခြင်းအကြောင်းအရာဖြစ်ပါတယ်တမန်တော်ရှင်ဘောလူကသခင်ဖျားဤပြရိတ်တော်အားဖြင့်တဖန်ငါတို့ဆိုသည်ကလို့ပြောတဲ့အတွက်ကြောင့် ဒီချီဆောင်ခြင်းအကြောင်းအရာကတမန်တော်ရှင်ပေါ်လူရဲ့အတွေးခေါ်အယူဆမဟုတ်ပါဘူး။ဖျားသခင်ကိုယ်တိုင်ဖွင့်ပြတဲ့ပြတဲ့တော်ဖြစ်ပါတယ်။သခင်ဖျားကြွလာတဲ့အခါမှာအသက်ရှင်နေတဲ့သူတွေကတေလွန်သွားတဲ့သူတွေရဲ့အရင်ဦးနေရာကျမှာမဟုတ်ပါဘူးတဲ့။အတူတူပဲချီဆောင်ခြင်းခံရမယ်ဆိုတဲ့အကြောင်းကိုဖော်ပြပါလေ။အပိုင်ငယ်၁၆မှာသခင်ဖျားသည်ကြွေးကြော်ခြင်း၊ကောင်းငင်တမန်မင်းအသံပေးခြင်း၊ဖျားသခင်၏တပိုးတော်ကိုမှုတ်ချင်းတဲ့ကွာ ်ကောင်းငင်ပုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တည်လွန်တော်သူတို့သည်အူထမြောက်ကြလိမ့်မယ်။ဒီမှာဘာအကြောင်းအရာဖော်ပြလဲဆိုရင်ခရစ်တော်၌တည်လွန်သွားတဲ့ရှေးဘိုးဘေးတန်ရှင်းသူတွေယုံကြည်သူတွေကသူတို့အူဆုံးထမြောက်မယ်။သူတို့ရဲ့ခန္ဓာကိုယ်ကမြေကြီးထဲမှာရှိနေပါစေအမုံဖြစ်ပဲလေထဲမှာရှိနေပါစေရေထဲမှာရှိနေပါစေဝိညာဏခန္ဓာကိုယ်ဖြစ်ထမြောက်ပြီးတော့ပရတိတုဘုံမှာရောက်နေတဲ့အတ္တဝိညာဉ်နဲ့ပေါင်းစည်းပြီးတော့ခြိဆောင်ခြင်းခံရမယ်။ အပိုင်ငယ်16မှာထိုအခါအသက်ရှင်၍ကြံ့ကျွင်းသောငါတို့သည် အာဂါသကောင်းကင်၌သခင်ဘုရားထံတော်သို့ရောက်စီခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်သို့ခြိဆောင်ခြင်းကိုခံရသောအားဖြင့်သခင်ဘုရားနှင့်အတူအစင်မပြတ်နေရကြလိမ့်မယ်။သခင်ရှုကခြိဆောင်ခြင်းကာလမှာအာဂါသမိုးတိမ်ပေါ်မှာပဲရှိနေမှာဖြစ်ပါလေ။ကျွန်တော်တို့ကဒီနေ့ပဲခြိဆောင်ခြင်းဖြစ်မယ်ဆိုရင်ကျွန်တော်ရုပ်ခန္ဓာကိုယ်တွေကမသေတော့ပဲနဲ့ဝိညာဏခန္ဓာကိုဖြစ်ချက်ချင်းဇာတိပဂတိခန္ဓာကိုကနေ ဝိညာဏခန္ဓာကိုဖြစ်ပြောင်းလဲပြီးတော့သေလွန်ပြီးတဲ့တန်ရှင်းသူတွေနဲ့အတူတကွမိုးတိမ်ပေါ်သို့ခြိဆောင်ခြင်းကိုခံရမှာဖြစ်ပါလေ။ဒါကြောင့်မို့ယုံကြည်သူတယောက်ကသေဆုံးသွားတဲ့အခါမှာအသက်ဝိညာဉ်ကပရတိတုပေါ်ကောင်းဝင်နိုင်ငံကိုရောက်ရှိပါလေ။သူ့ရဲ့ရုပ်ခန္ဓာကတော့မြေကြီးထဲမှာရောက်ရှိပါလေ။တို့ရတွင်တခင်ရှုပြန်ကြွလာမဲ့ခြိဆောင်ခြင်းကာလမှာအဲ့ဒီမြေကြီးထဲမှာရောက်နေတဲ့ရုပ်ခန္ဓာကဝိညာဏခန္ဓာကိုဖြစ်ပြောင်းလဲပြီးတော့ပရတိတုပေါ်မှာရောက်နေတဲ့အသက်ဝိညာဉ်နဲ့ပေါင်းစည်းပြီးတဲ့အခါမှာသခင်ဖျားထံတော်သို့ ဖျားသခင်ပလင်တော်ရှိသူခြိဆောင်ခြင်းကိုခံရမှာဖြစ်ပါတယ်။သခင်ရှုပြန်ကြွလာတဲ့အချိန်မှာခြိဆောင်ခြင်းကာလမှာအသက်ရှင်ကြံ့ကျွင်းတဲ့ယုံကြည်သူတွေကတော့ဝိညာဏခန္ဓာကိုဖြစ်ရုပ်ခန္ဓာကချက်ချင်းပြောင်းလဲသွားပြီးတော့အဲ့ဒီသင်လုံနဲ့ချင်းမြထမြောက်တဲ့သူတွေနဲ့အတူတကွာမိုးတိမ်ပေါ်သို့ခြိဆောင်ခြင်းကိုခံရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ခြေတော်ညီမရောက်စီတိုင်းကျွန်တော်တို့အပြစ်တွေကိုလွှတ်ပေးတဲ့သခင်ရှုခွတော်ဖျားကိုယုံကြည်ခြင်းအပြင်ဖျားသခင်ပြင်ဆင်ထားတဲ့သာရဒုက္ခချမ်းသာတဲ့သို့ဝင်စားရမည်အကြောင်း ဝင်ကားလိုက်ပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ